ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ Messi Football Myanmar Page နဲ့ PM Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးချင်တာတော့ကျွန်တော်စနေနေ့ညမှာကမ်းမဲ့ England Premier League ပွဲစဉ်30ပွဲ Channel Derby ဖြစ်တဲ့ Spurs နဲ့ Chelsea တို့ရဲ့ပွဲဒီပွဲကဆိုလို့ရှိရင် Spurs က Premier League 9ပွဲကစားထားရမှာ9ပွဲနိုင်ပြီးတော့2ပွဲတည်ရင်2ပွဲရှုံးထားတယ်ကျွန်တော်တို့ Chelsea အသင်းကဆိုလို့ရှိရင် Premier League 9ပွဲကစားထားမှာ4ပွဲနိုင်ပြီးတော့2ပွဲတည်ရင်3ပွဲရှုံးထားတယ်အဲ့တော့ဒီနှစ်သင်းရဲ့ခြေစွမ်းပိုင်းအနေထားရကတိတ်မကွာဘူးဆိုပေမဲ့ ချက်စီနိုင်တာအစောပိုင်းမှာစပါးနိုင်တာအခုနောက်ပိုင်းမှာစပါးကအခုပြောမယ်ဆိုပရီးမီယံလီဂ်မှာချိန်ချိန်နေလို့ပြောလို့ရတယ်စပါးကကျွန်တော်တို့ကာရာဘောင်းကပ်မှာယူကာစီကိုရှုံးပြီးတော့ကျွန်တော်တို့ကာရာဘောင်းကပ်ကနေထွက်ထားတယ်စပါးကပရီးမီယံလီဂ်မှာတော့ရလကောင်းနေပိုင်ဆိုင်ထားတယ်အမှတ်16မှာရယူထားပြီးတော့အဆင့်3မှာရက်တည်နေတယ်စပါးရဲ့အခြေအနေကလည်းပြောလို့ပြောတာမဟုတ်ဘူးတောမက်ဖရန့်စီရဲ့စပါးကတပြေးပြေးတပြေးပြေးတော့အထိုင်းတော့ကျလာပြီဒါပေမဲ့ပွဲစဉ်တိုင်းကိုတော့နိုင်နိုင်ဆွမ်းတော့မရှိသေးဘူးနီးပြကအရေးချင်းရှိတဲ့နီးပြဒီနီးပြကိုတော့သဘောကျတယ်ကျွန်တော်တို့ချက်စီအတင်းအခုနောက်ဆုံးကစားထားတဲ့ငါးပွဲမှာဆိုလို့ရှိရင်တို့၄ပွဲထိနိုင်တာလေ တပွဲပဲရှုံးတာလေအဲဆန်နလန်ကိုအဲ့ဒီချက်စီရဲ့ဟက်တူဟက်ကိုကြည့်ရမယ်ဆိုရင်သူတို့39ချိန်တွေ့ထားရအောင်မှာကျွန်တော်တို့ဒီစပါက6ချိန်ပဲနိုင်တာလေချက်စီကတော့22ချိန်တိနိုင်ထားတယ်17ချိန်တည်ရချထားတယ်ဒါကိုကြည့်ရမယ်ဆိုရင်ချက်စီကစပါနဲ့တွေ့ဆုံတဲ့အမှတ်ကောင်းကောင်းယူနိုင်တယ်ဆိုတဲ့အနေထားမှာရှိတယ်ခုဟာကစပါရဲ့အိမ်ဝင်ဖြစ်တယ်ဆိုတော့ချက်စီအနေနဲ့လွဲပါမလားနောက်ပြီးတော့ချက်စီရဲ့ကစားပုံကောင်းမွန်တာမှန်တယ်လို့ကျွန်တော်တို့ဒီစပါကလည်းကစားပုံကောင်းမွန်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ချက်စီကစပါနဲ့တွေ့တိုင်းဘယ်လိုကစားရမလဲဆိုတာကိုသိနေတယ်လို့ပဲဆိုရင်စပါနဲ့ချက်စီကဒီဘက်အချိန်ရရှိမယ်လို့ပြောလို့ရတယ် common friends နဲ့ ကျွန်တော်တို့ Anzu Mares Karu နီးပြီးွားအပြိုင်မဲ့ပွဲလို့ပြောလို့ရတယ်။နောက်ပြီးတော့စပားအနေနဲ့စက်စီးကိုရှင်နိုင်ဖို့နည်းနည်းလေးတော့ခတ်မယ်လို့တော့ကျွန်တော်မြင်မိတယ်။ဟိုလိုမျိုးစပားလုံးဝမကောင်းလို့ပြောတာမဟုတ်ဘူး။စပားဒီကာဘောင်းမှာအနီကွက်စီကိုရှုံးပြီးထွက်သွားတဲ့အတွက်သူတို့မှပြောမယ်ဆိုလို့ရှိရင်ဖလားတလုံးလက်လွတ်လိုက်ရတယ်လို့ပြောလို့ရတယ်။ဒီအချိန်လေးမှာစပားနည်းနည်းလေးများဝီးဖြစ်နေနိုင်တယ်လို့ကျွန်တော်မြင်မိတယ်။အဲ့တော့ချက်စီးပဲနိုင်သွားမယ်လို့ထင်တယ်။ဒါမှမဟုတ်ဘယ်နဲ့တည်ရည်လဲကျသွားနိုင်တယ် အဲ့တော့ကျွန်တော်အမြင်ပြောမယ်ဆိုရင်1 2ဒါမှမဟုတ်ပဲနဲ့1 1လောက်ပဲဖြစ်သွားမယ်လို့ကျွန်တော်မြင်မိတယ်။စနေနေ့ညရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ကျွန်တော်တို့လီဗာပူးနဲ့အက်စတွန်ဗီလာတို့ရဲ့ပွဲဒီပွဲဟာဆိုလို့ရှိရင်ခြေစွမ်းပိုင်းဆိုင်ရာအရာစိတ်တက်ပိုင်းဆိုင်ရာအရာအောက်ဆုံးကိုရောက်နေတဲ့လီဗာပူးအသင်းနဲ့စိတ်တက်ပိုင်းဆိုင်ရာကိုခြေစွမ်းပိုင်းဆိုင်ရာကိုအမြင်ဆုံးကိုရောက်လာတဲ့ကျွန်တော်တို့ဗီလာတို့တိုက်တိုက်တွေ့ဆုံပွဲဖြစ်တယ်။တွေ့ဆုံတာကလည်းကျွန်တော်တို့လီဗာပူးရဲ့အန်ဖီမှာအဲ့တော့လီဗာပူးအနေနဲ့အန်ဖီမှာဗီလာကိုဘယ်လိုအခက်ခဲစားမလဲ။အဲ့ဒါကိုကျွန်တော်တို့ကြည့်ကြည့်အောင် ဒီဘက်ကအသေးအပရီးမီယာလီ၉ဘွဲကစားထားရမှာ၅ဘွဲနိုင်ထားတယ်၄ဘွဲရှုံးထားတယ်၅ဘွဲကလည်းပရီးမီယာလီအစ၅ဘွဲလုံးနိုင်ထားပြီးတော့၄ဘွဲရှုံးထားတာလည်းပရီးမီယာလီအခုနောက်ဆုံး၄ဘွဲစတိုက်ရှုံးထားတယ်ကျွန်တော်တို့အက်စတွန်ဗီလာကတော့ပရီးမီယာလီ၉ဘွဲကစားထားမှာ၄ဘွဲနိုင်၃ဘွဲတည်၂ဘွဲရှုံးထားတယ်ဗီလာကပြောမယ်ဆိုရင်ပရီးမီယာလီအစပိုင်းမှာအခြေမတည်မတည်မငြိမ်မှုတွေဖြစ်တယ်သူရဲ့ဒဏ်ရာကစားသမားတွေဖြစ်တဲ့အိုလီဝီကင်တို့ရော့စ်ဘာကလီတို့နောက်ပြီးတော့ထေလမန်တို့ဒဏ်ရာရနေတယ်အဲ့တော့ကွင်းလေးကလည်းမတားစီနိုင်တက်စစ်ကလည်းအဆင်မပြေအဲ့တော့ခန်းစစ်ကလည်းပေါက်တော့အဲ့မှာ ဗီလာကရှုံးတယ်ဒါပေမဲ့အခုနောက်ပိုင်းကျတော့သူ့ရဲ့ကစားသမားတွေပြန်ပြီးဒဏ်ရာနေပြန်တက်တာလဲတက်တာလာ哦ကစားသမားတွေပြန်ပြီးအထိုင်လဲပြန်ကြလာ哦ဗီလာကအခုနောက်ပိုင်းရလက်တွေထောက်လျှောက်ကောင်းလာတယ်ဒါနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့လီဗာပူးအသင်းကကျတော့ပရီးမီးယားလိအစားပိုင်းမှာအရင်ကောင်းပြီးတော့မှမဖြစ်လဲဆိုတော့ဒီပရီးမီးယားလိအခုနောက်ဆုံး၄ပွဲမှာဆက်တိုက်ရှုံးတာရှုံးတာကလည်းအများဆုံးအဖြစ်ကစားပုံဆိုတာထက်သူ့ရဲ့ဒီကစားပုံဆိုတာထက်သူ့ရဲ့ဒီခန့်စစ်အမာတွေနောက်ပြီးတော့ သူတို့ရဲ့ခန်းစစ်ကနေပြီးလွယ်လွယ်ကူကူဂိုးပေးလိုက်ရတာ၄နောက်တစ်ခုကတော့တစ်ခုတော့ဆိုင်မယ်ထင်တယ်ကျွန်တော်အမြင်ပြောမယ်ဆိုရင်လေလီဗာပူးရလက်တွေဇက်တိုက်ဆိုးလာတဲ့အပေါ်မှာတစ်ခုတော့ကျွန်တော်မြင်မိတယ်ဗတန်းဆိုတာတနောက်တစ်ခုထပ်မြင်တာကဘာလဲဆိုတော့ကိုသမအလက်ဆင်ဘတ်ကအလက်ဆင်ဘတ်ကဒိုင်းရရသွားတဲ့နောက်ပိုင်းမှာလီဗာပူးကအခြေအနေတော်တော်ဆိုးသွားတယ်ဇက်တိုက်ကိုရှုံးတယ်ကိုရက်ကချန်ပီယံလိမှာပဲနိုင်လိုက်တယ်ထပ်ပြီးတော့ဇက်တိုက်ကိုရလက်တွေဆိုးနေတယ်နောက်ပြီးတော့ကျွန်တော်တို့ကာဘောင်းမှာလည်းရှုံးသွားတယ်အဲ့တော့ကျွန်တော်အမြင်ပြောမယ်ဆိုလို့ရှိရင်လီဗာပူးအသင်းက ျွန်တော်တို့အလက်ဇန်ဘာကမရှိတော့ဒီဘက်တန်းမှာအလက်ဇန်ဘာကအမြဲတမ်းဗန်ဒိုက်ကကပတိန်ဆိုပေမဲ့အလက်ဇန်ဘာကအမြဲတမ်း control လိုက်လုပ်နေတယ်သိတယ်မလားနောက်ပြီးတော့ 1v1 situation တွေမှာအလက်ဇန်ဘာကအရန်ကိုကောင်းတယ်နောက်ပြီးတော့အလက်ဇန်ဘာကနဲ့ဘောလုံးတည့်ဆော့တာနဲ့အခုဘောလုံးအခုကိုသမားနဲ့ဘောလုံးတည့်ဆော့တာနဲ့အရန်ကွာတယ်ကျွန်တော်အလက်ဇန်ဘာကတော့တည်တဲ့အချိန်ပဲတကယ် world class keeper ဆိုတော့ဘာမှပြောစရာမလိုဘူးအလက်ဇန်ဘာကနာဝါတာနဲ့အခုလီဗာပူးအသင်းကတိုင်စပတ်လာတယ်လို့ပြောလို့ရတယ်နောက်ပြီးတော့လီဗာပူးအသင်းရဲ့ဗန်ဒိုက်ကလည်းအသက်ကြီးလာပြီကွန်နာတီကလည်းနေတယ် အဲ့ဒီအပြင်ကမှအဲ့ဒီ cyber နှစ်ယောက်ကလည်းအစ်စ်ဖြစ်နေတယ်အဲ့ဒီ cyber နှစ်ယောက်အစ်စ်ကလည်းအတွဲမမိဘူးဥပမာမူဆာလက်နဲ့အာနူးနဲ့အတွဲမိခဲ့တယ်လို့မျိုးလဲ frame ပေါက်နဲ့မူဆာလက်နဲ့အတွဲမမိဘူးအဲ့တော့ကျွန်တော်အမြင်ကိုပြောမယ်ဆိုလို့ရှိရင် liverpool အသင်းကကျွန်တော်တို့ alexander back ကပြန်လာမှပဲပုံစံတစ်မျိုးများပြောင်းလာနိုင်မလားဆိုတော့တော့မြင်မိတယ် liverpool နဲ့ villa ရဲ့ head to head ကိုကြည့်ရမယ်ဆိုရင်28ချိန်မှာ liverpool က16ချိန်နိုင်ထားတယ် villa က6ချိန်နိုင်ထားတယ်၅ချိန်တည်ကြတာလေအဲ့ဒီမှာတော့ liverpool ကတော့တာတယ်ဒါပေမဲ့အခုလက်ရှိအခြေစွမ်းအနေအထားကြည့်မယ်ဆိုလို့ရှိရင် liverpool မချောင်ဘူးလို့ပြောလို့ရတယ် ျွန်တော်တို့ Aston Villa ကပူပူနွေးနွေးပဲပြင်းပြလေးမှာ Man City ကိုနိုင်ထားတယ်။နောက်ပြီးတော့ခြေစွမ်းပိုင်းဆိုင်ရာကိုဆက်ပိုင်းဆိုင်ရာကိုယုံကြည်မှုရထားတယ်။ Liverpool ကကြတော့ Carabao လက်ထွက်ထားတယ်ပြင်းပြလေးမှာ၄ဘွယ်စတိုက်ရှုံးထားတယ်ဆိုတော့စိတ်ပိုင်းဆိုင်ရာကိုနောက်ပြီးတော့ရလက်ပိုင်းကိုဆိုးရနေတယ်လို့ပြောလို့ရတယ်။ Villa ကအခုနောက်ဆုံးစတိုက်ရလက်တွေကောင်းနေတယ်။ပြီးခဲ့တဲ့ Euro Valley မှာပဲသူတို့ရှုံးထားတာ။ကျန်တဲ့အခုစတိုက်ပွဲစဉ်တွေအားလုံးကိုအနိုင်ယူထားတယ်။အဲ့တော့ကျွန်တော်အမြင်ပြောမယ်ဆိုရင် Euro Valley တောင်မှသူတို့ရှုံးနေဆိုတာက Man City နဲ့ပွဲအတွက်လူချန်တာဖြစ်ဖို့များတယ်။အဲ့တော့ City ကိုလည်းသူတို့နိုင်သွားတယ်နိုင်သွားတယ်ဆိုတော့ Villa မှာယုံကြည်မှုကအထုထိတ်ကိုရောက်နေတယ် Premier League မှာလည်းစတိုက်ရလက်တီကောင်းနေတယ်ဆိုတော့ Villa ကို Liverpool အနေနဲ့ကျွန်တော်အမြင်တော့နိုင်ဖို့ခက်တယ်နောက်ပြီးတော့ Villa ရဲ့တိုက်စစ် Oliver Kane တို့ကွင်းလေကွင်းလေခန်းစစ်တကယ်ကိုမှကောင်းတယ်လို့ပြောလို့ရတယ်မမတနန်ရှိတယ်ကျွန်တော် Messi နဲ့ပွဲကိုကြည့်ရင်သိရတယ် Messi နဲ့ပွဲမှာတကူးရသွားတယ် ီးတော့ဘတန်ဆက်တဲ့ကိုတေးချလုတ်တယ်သူတို့လိုချင်တဲ့အနိုင်သုံးဘက်ကိုရအောင်ယူပါတယ်မန်စီးတီးဘလူးပဲတိုက်တိုက်ကိုမှသူတို့ကသူတို့လိုချင်တဲ့အနိုင်သုံးဘက်ကိုရဖို့အတွက်ရအောင်ယူပါတယ်အဲ့တော့ကျွန်တော်အမြင်ပြောမယ်ဆိုလို့ရှိရင်လေဘာဘူးအသိမချောင်ဘူးလေဘာဘူးဒီပွဲမှာနိုင်ဖို့ခက်တယ်တေးရတော့မနေကစားမယ်လို့ကျွန်တော်မြင်မိတယ်အလက်စင်ဘတ်ကပြန်ပြီးတော့လေဘာဘူးအသိမှာပြန်ပြီးတော့ပါဝင်လာမယ်ဆိုလို့ရှိရင်တော့ပြန်ပြီးတော့အခြေအနေကောင်းသွားမယ်လို့တော့ကျွန်တော်မြင်မိတယ်လက်ရှိအခြေအနေကတော့မလွယ်ဘူးနောက်ပြီးတော့လေဘာဘူးအသိခေါ်ထားတဲ့တိုက်စစ်မှုဖြစ်တဲ့အီဆက်ကလည်းကိုဘောပြောင်းနေသလို အဲကောင်းနေတဲ့အကီတီကီကလည်းအခုခြေစွမ်းနေနေကြံ့လို့မြင်ရတယ်အခြေဆက်မမိလို့မြင်ရတယ်နောက်ပြီးတော့မိုဆာလက်ကလည်းမတရားအထုခံနေရတယ်အဲ့ဒီအပြုံမမဂပူကတော့ယုံလို့ယုံနေဒါပေမဲ့ဂပူယုံတဲ့ပုံစံနဲ့ကျွန်တော်တို့လီဗာပူးမှာအရင်ကအဲ့ဒီပတ်ချံမှာမြင်ရတယ်မာနေတို့နောက်ပြီးတော့လူဝီဒီယေတို့ယုံတဲ့ပုံစံနဲ့ကွာတယ်ဗျမာနေတို့လူဝီဒီယေတို့က aggressive စံနဲ့မြန်တယ်နောက်ပြီးတော့အလိန်ခောက်ကို finishing ကိုကောင်းတယ်အဲဂပူကကျတော့ aggressive တော့မစံဘူးအလိန်ခောက်တော့ကောင်းတယ်ဒါပေမဲ့ finishing မကောင်းဘူး finishing ကတော့တကယ်ကိုမကောင်းတာဗျတချို့ချို့အပိုင်လုံးတွေဆိုရင်နှမျိုးဘူးတော့ကောင်းတယ်မူဆာလက်ကတော့အသက်ရွယ်ရနိုင်ပြီမူဆာလက်ကတော့ကျွန်တော်မူဝေပန်ချင်ဘူးဗျဒီကစားသမားကျွန်တော် respect ထားတယ်တကယ်ကောင်းတဲ့ကစားသမားမူဝေပန်ချင်ဘူးမူဆာလက်ကတော့အသက်ရွယ်ချောက်တိတ်ပြီးတော့အများကြီးတော့ပြောစရာမလိုဘူးနောက်ပြီးတော့တကယ်ကောင်းတဲ့ကွင်းလေကိုပိုင်ဆိုင်ထားပေမဲ့ကျွန်တော်တို့အမြင်ပြောမယ်ဆိုရင်နီးပြကသူငွေအများကြီးပေးပြီးဝယ်ထားတဲ့ risk ကိုသူမဖြစ်မနေတုံးနေရတဲ့ပုံစံမှရှိတယ်ကျွန်တော်အမြင်ပြောမယ်ဆိုရင်တချို့တချို့ပွဲတွေမှာ risk ကိုအောက်ပြီးတော့သိလားမလားကျွန်တော်တို့အရင်တော့အလုပ်ဖြစ်ခဲ့တဲ့ slide ရယ် မကလဆာရဲ့ Graben Bash ရဲ့ကိုပြန်ပြီးတော့ဝင်လင်မှာပြန်သုံးပြီးတော့အနည်းပြအဖြေရှာတင်တယ်လို့ကျွန်တော်မြင်မိတယ်။ဒါပေမဲ့ကျွန်တော်လည်းအနည်းပြနဲ့စကားပြောလို့မရဘူးဆိုတော့အသေးတဲ့အတိုင်းပဲဒီတိုင်းပဲကို့အမြင်ကိုပဲလီကန်ရတာပေါ့။အဲ့တော့ကျွန်တော်အမြင်ကိုပြောမယ်ဆိုလို့ရှိရင်တော့ဒီဘက်လီဗာပူးနိုင်မှုခက်တယ်။အခက်မသိရင်လီဗာပူးရှုံးမှရှုံးသွားနိုင်တယ်လို့ကျွန်တော်မြင်မိတယ်။ဒါပေမဲ့အန်ဖီမှာဆိုရင်တော့ဗီလာအတွက်လည်းအရင်ကြီးတော့လွယ်ကူမှာတော့မဟုတ်ဘူး။ဒီဘက်တည်ကြဖို့များတယ်လို့ကျွန်တော်ထင်မိတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော် channel လေးကိုသဘောကျတယ်ဆိုလို့ရှိရင် like subscribe လေး လုပ်ခဲ့ပေးဖို့မေတ္တာရပ်ခံပါတယ်။ရှယ်ပေးခြင်းမေးလည်းကူညီပေးလို့ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။